မိမိသားစုဟာမျိုးရိုးစဉ်ဆက်ကလေးကချောမောလာပါကြတဲ့မိသားစုပါသူတို့ရဲ့အလှပကြောင့်လူတွေရဲ့အာယုံကိုဆွဲမက်စေပြီးငွေကြေးကောင်းကောင်းရှာနိုင်ကြတဲ့အကြီးဆုံးသားဖြစ်သူကိကတော့အင်တာနက်ပေါ်မှာလူကြိုက်များတဲ့သူတစ်ယောက်ပါသူ့ရဲ့အလှတွေကြောင့် follower တန်းပေါင်းများစွာရရှိပြီးယောက်ျားလေးတွေကိုသူတို့ရဲ့ရေးစားတွေနဲ့အဆင်ပြေအောင်အကြံပေးနိုင်တဲ့ချစ်ရေးချစ်ရာဆရာတစုလည်းဖြစ်နေသေးတယ် အဖေဖြစ်သူပကာကတော့အရင်နှုန်းကမင်းကလေး1100ကျော်နဲ့ချစ်ကြိုက်ဖူးတဲ့စီးပွားရေးသမားကြီးပါအမေကလည်းယောက်ျားဆန်တဲ့အမူအရာရှိပြီးညနာမှမုတ်စိတ်ငွေထင်ရှားတဲ့လှပတဲ့အမျိုးသမီးပေါ့ကုလင်းကတော့အငယ်ဆုံးသားဖြစ်ပြီးမိသားစုထဲမှာအလှဆုံးလို့ဆိုနိုင်ပါတယ်ဒီမိသားစုဟာသူတို့ရဲ့အလှနဲ့ပဲဘဝကိုဖြတ်သန်းတတ်ကြတယ်ကုလင်းကလွဲရင်ပေါ့ သူကတော့ဒီလိုအလွန်မင်းလှပမှုကြောင့်ပုံမှန်မနေရတာကိုဒုက္ခရောက်နေတယ်လို့ထင်ပြီးသူသာနှဲငယ်လောက်ပဲချောရင်ကောင်းမှာပဲလို့မကြာခဏစဉ်းစားမိတတ်ပါတယ်။မင်းကလေးတွေကသူ့မျက်နှာလေးကိုကြည့်မိလိုက်တာနဲ့ယူတွတ်သွားတာရှိသလိုတချို့လဲသတိလစ်သွားတာတွေနှာခေါင်းသွေးယိုတာမျိုးတွေဖြစ်တတ်လို့သူ့မှာမင်းကလေးတယောက်နဲ့ပုံမှန်စကားပြောဘူးတဲ့အကြောင်းတောင်မရှိသေးဘူး။အပြင်ကိုလည်းတက်နိုင်သမျှမထွက်ဘူးအိမ်မှာပဲပညာသင်ယူနေတယ်။ကူလင်းမှာသူ့ငါးလေးကလွဲလို့စကားပြောဖို့မရှိဘူး။ နားလေးနဲ့ပဲကက်တလက်တွေကစားရင်စကားပြောတယ်မိဘတွေကလည်းကင်မရာကနေကြည့်ရှုပြီးကုလင်းရဲ့အခြေအနေကိုစိုးရိမ်နေကြရပြီးသူပုံမှန်စဲကျော်တက်တယောက်လိုနေထိုင်တတ်ဖို့နီးလန်းရှာပေးဖို့စူးစမ်းနေကြတယ်အကိုဖြစ်သူကေကလည်းမိန်းကလေးပုံတွေပြပြီးချိတ်ဆက်ပေးဖို့စူးစမ်းပေမဲ့ကုလင်းကတော့သူ့ကိုစိတ်မဝင်စားတဲ့မိန်းကလေးမျိုးကိုပဲကြိုက်တယ်လို့ပြန်ပြောပါတယ်ဆိုလိုတာက သူ့ရဲ့အလှပကြောင့်မဟုတ်ပဲသူ့ရဲ့ပင်ကိုဇရိုက်နဲ့ဖြစ်တည်မှုကိုမြင်စေချင်တာပါကုလင်းကိုအပြင်ထွက်ဖို့တွန်းအားပေးတဲ့နေရာမှာဘာမှအကျိုးမဖြစ်တဲ့အခါမိသားစုကနည်းနည်းပို့ပြီးပရိရေတုံးကြတယ်တညမှာကုလင်းရေထတောက်စင်မိဘတွေကငွေကြေးခက်ခဲရှိသလိုဟန်ဆောင်ပြီးဇလန်းစင်ပြောကြတယ်ကုလင်းကမိဘတွေကိုဒုက္ခရောက်အောင်လုပ်မိတယ်လို့ခံစားရပြီးနောက်နေ့မနက်မှာတော့ကြောင်တက်မယ်လို့မိဘတွေကို ပြောပြလိုက်ပါတယ်မိဘတွေကဝမ်းသာကြပေမဲ့ ကုလင်းကယောက်ျားလေးတီးတန့်ចောင်းကိုပဲတက်မယ်လို့လဲထပ်ပြောလိုက်တယ်။ရက်နှင်းငယ်အကြာမှာတော့ကုလင်းရဲ့ចောင်းတရရောက်လာပါတယ်။ကုလင်းဟာចောင်းရှိရောက်တော့လဲအုတ်ထုတ်ကိုမချွတ်ပဲတနေကုန်ဆောင်းထားဖို့စိတ်ကူးထားပါတယ်။ဒါပေမဲ့ဒီစီစဉ်ကသူမျော်လင့်ထားတာထက်ပိုပြီးအာယုံစိုက်ခံရတာပါ။ကုလင်းကနောက်ဆုံးကုန်မှာတိတ်တိတ်လေးထိုင်နေပေမဲ့အတန်းလေးကအနိုင်ကျင့်သမားစီဒီနဲ့သူ့အပေါင်းမာတွေကသူ့ကိုစားနောက်ကြတယ်။ဆရာမဝင်လာတဲ့အခါမှာခေါင်းဆောင်ထားတဲ့ចောင်းသားကိုတွေ့ရတော့အံ့ဩသွားပြီး ချက်ချင်းချုပ်ခိုင်းခဲ့ကကုလင်းဟာလည်းမချုပ်ချင်ပေမဲ့ချုပ်လိုက်ရတယ်။ဒီဖြစ်ရဲ့အပြီးမှာတော့ဆီယာမကို လူနာတင်ကားနဲ့ပို့လိုက်ရပါတယ်။ကုလင်းရဲ့အလှကိုမြင်ရတဲ့အခါနှာခေါင်းသွေးယိုပြီးအသက်ရှူမြန်သွားလိုပါ။ကုလင်းကအိမ်ပြန်ဖို့ထွက်ပြေးလိုက်ပေမဲ့ အနိုင်ကျင့်သမားတယောက်ကသူ့ကိုချော်လဲအောင်လုပ်ပြီးပစ္စည်းသိမ်းခန်းစီခေါ်သွားကပါဝါရင်းကြတွေလိုမိတ်ဆက်ကြပါတယ်ဒီလိုမိတ်ဆက်ပြီးတဲ့အခါမှာတော့ပွဲအတွက်မိန်းကလေးတယောက်ကိုခေါ်ဖို့ကုလင်းရဲ့အကူအညီလိုကြောင်းပြောကြတယ်ဒီနောက်မှာတော့ကုလင်းနဲ့ကီဘူတို့ဟာအနိုင်ကျင့်တာနဲ့ပတ်သက်ပြီး တိုင်ကြားဖို့ကျောင်းအုပ်ကြီးရုံးခန်းစီသွားကြတယ်။ကီဘိုကကျောင်းအုပ်ကြီးဘာဖြစ်မလဲဆိုတာကြိုသိပေမဲ့ကုလင်းကိုလိုက်ပေးနေခဲ့တယ်။ကျောင်းအုပ်ကြီးကလည်းသူ့သားကကျောင်းမပြီးကျင်တာကိုစိတ်ညစ်နေတာကြောင့်သူ့သားကိုကူညီပေးဖို့ပြောပါတယ်။ကီဘိုဟာကုလင်းရဲ့အလှနဲ့မဆိုင်ပဲသူ့ကိုကောင်းကောင်းဆက်ဆံတဲ့ပထမဆုံးသူပါဒီနေ့ကသူ့အတွက်မမျှော်လင့်ခဲ့ပေမဲ့မိတ်ဆွေရသွားတဲ့အတွက်ပျော်ရွှင်နေတယ်။နောက်နေ့မနက်မှာသူတို့ BBN ចောင်းကိုသွားတဲ့အခါမိန်းကလေးတွေကမလှတဲ့ယောက်ျားလေးတွေမဝင်ရဆိုပြီးអော်ပြောနေကြတယ် ကုလင်းအုတ်ထုတ်ဆောင်ထားတာကိုသတိထားမိတဲ့အခါမင်းကလေးတစ်ကြောင်လုံးကသူ့ကိုချုပ်ခိုင်းကြပြီးကုလင်းကအုတ်ထုတ်ကိုချုပ်ပြလိုက်တဲ့အခါမင်းကလေးတွေကြားမှာကြောင်သူတော်ဖြစ်ကုန်ကြပါတယ်။တခဏအတွင်းမှာပဲဒီသတင်းက TV ထဲရောက်သွားပြီးမင်းကလေးတွေငိုကြွေးတာနှာခေါင်းတွေးယိုတာတစုံတရာဆွဲကတ်သွားသလိုဖြစ်နေတာခုံပေါက်နေတဲ့ဗီဒီယိုတွေကိုလူမှုကွန်ရက်တွေမှာမျှဝေနေကြတယ်။အာမန်ဒါကလည်းဒီသတင်းကြားတာနဲ့ကုလင်းကိုစိတ်ဝင်စားသွားပါတယ်။ တရင်ကြီးထွားလာတဲ့အခါမင်းကလေးအုပ်ကြီးကကုလင်းတို့အိမ်ရှိမှာစုယုံလာနေကြတယ်မိသားစုကလည်းအိမ်ကြီးခွင့်အတွက် ငွေချေပြီးစီးပွားရှာကြတဲ့ကုလင်းဟာလမ်းပေါ်မှာပုံနေရင်တရင်ထဲမှာသူ့မိသားစုကိုမြင်ရတော့တစ္ဆာဖောက်ခံရတယ်လို့ခံစားရတယ်။သူ့ငါးလေးကိုလည်းလာကြည့်တဲ့သူတွေကမတော်တဆထိခိုက်သွားတဲ့အခါပိုပြီးဝန်းနေသွားတယ်။ယူသွနေတဲ့မိန်းကလေးတွေရှောင်ရင်ကုလင်းတယောက်တိုက်မိုးပေါ်ရောက်သွားတယ်။ရုတ်တရက်ပဲမိန်းကလေးတယောက်ကသူ့နောက်ကနေရှိနေတာပါ။ကုလင်းကသူ့ကိုကြည့်ပြီးနှာခေါင်းသွေးမယိုတာကိုအံ့ဩသွားတယ်။မိန်းကလေးကစကားမပြောချင်ရောင်ဆောင်ပြီးထွက်သွားတယ်။ကုလင်းကလည်းစကားပြောရမှာကိုကြောက်နေတော့ဘာမှမ မပြောနိုင်ခဲ့ဘူး။ကီဘိုရဲ့အခန်းထဲဝင်တော့ရှားပါတဲ့ကက်တလက်နှစ်ခုကိုတွေ့ရတော့အံ့ဩသွားတယ်။သူတို့နှစ်ယောက်မှာစိတ်ဝင်စားမှုတူတာတွေအများကြီးရှိတာကိုသိလိုက်ရတယ်။နောက်တော့ညကတွေ့ခဲ့တဲ့ကောင်မလေးကိုရှားဖို့မိန်းကလေးချောင်းကိုသွားကြတယ်။အဲ့ဒီအချိန်မှာပဲအာမန်ဒါနဲ့တွေ့ပြီး CD ရဲ့စာရွက်တွေကိုပေးလိုက်တယ်။ အာမန်ဒါကကုလင်းရဲ့အလှကိုတိတ်ကယူမဆိုင်ဟန်လုပ်ပေမဲ့ကုလင်းထွက်သွားတဲ့အခါမှာတော့နှာခေါင်းသွေးယိုသွားတယ်။ကုလင်းဟာညကတွေ့ခဲ့တဲ့ကောင်မလေးကိုလှေကားပေါ်မှာပြန်တွေ့ပေမဲ့သူ့ပတ်ပတ်လေမှာမင်းကလေးတွေဝိုင်းခံထားရတာကြောင့်လွတ်သွားပြန်တယ်။ ကီဘိုနဲ့ကုလင်းတို့ဟာအတူတူဖြတ်တန်းရင်အကောင်းဆုံးမိတ်ဆွေတွေဖြစ်သွားကြတယ်။ဒီနေ့မှာကီဘိုကသူ့ချစ်သူရီနဲ့တွေ့ဖို့ဘောလုံးကွင်းကိုကုလင်းနဲ့အတူခေါ်သွားတယ်။ဘောလုံးကစားပြီးတဲ့အခါကုလင်းကမနေ့ကတွေ့တဲ့မိန်းကလေးကိုအနားကဆိုင်မှာအလုပ်လုပ်နေတာတွေ့လိုက်ရတယ်။ငြင်းကြည့်နေတော့ကီဘိုရောက်လာပြီးကောင်မလေးကို သူနဲ့မိတ်ဆက်ပေးပါတယ်။ကောင်မလေးဟာကီဘိုရဲ့ချစ်သူဆိုတာသိရတော့ ကိုလင်းအရန်ဝန်းနေသွားတယ်ညဘက်မှာလည်းဒီခံစားချက်အစ်စ်ကြောင့်အိတ်မပြောနိုင်ခဲ့ဘူးဒါနဲ့ပဲချစ်ရဲချစ်ရဆရာဖြစ်နေတဲ့အကိုကစ်ကိုတတိယပြီးအကိုနဲ့တွေ့ဖို့ဆုံးဖြတ်လိုက်ပြီးသူ့စီကအကြံဉာဏ်ရယူဖို့လုပ်ပါတယ်ကိုလင်းကကစ်ပြောတဲ့အတိုင်းလှုပ်ဆောင်ရင်းတငယ်ချင်းစီကမလူကျင်ပေမဲ့ပထမဆုံးရင်ခုန်ခဲ့တာမို့လက်လွတ်ချင်စိတ်မရှိသေးတာပါတနေ့မှာအာမန်ဒါကယောက်ျားလေးချောင်းကိုလာပြီးကုလင်းကိုသူမရဲ့မွေးနေ့ဖိတ်စာနဲ့ဖုန်းတလုံးလက်ဆောင်ပေးတယ် ညနေပိုင်းမှာသူတို့ရီရီနဲ့အတူကာရာအိုကေသွားကြတယ်နောက်ဆုံးမှာရီရီနဲ့တချင်းတူဆိုကြပြီးကုလင်းကသူမနဲ့အတူဆိုရတာကိုစိတ်လှုပ်ရှားနေပေမဲ့ရီရီကကီဘိုကိုပဲအာယုံဆိုင်နေတာကြောင့်သူ့နှလုံးသားကမနာလိုမှုတွေနဲ့ခံစားနေရတာပေါ့ နောက်နေ့မှာလူအများကြီးကအာမန်ဒာရဲ့မွေးနေ့ပွဲကိုစုယုံလာကြတယ်။ကုလင်းနဲ့ကီဘူတို့ရောက်လာတဲ့အခါအာမန်ဒာကကြိုးစိုးနေပါတယ်။ထူးဆန်းတာကအာမန်ဒာဟာကုလင်းထက် ကီဘူကိုကိုအာယုံစိုက်နေပြီးသူမကကီဘူကိုတီးတန့်စကားပြောဖို့ဆွဲခေါ်သွားတယ်။အဲ့ဒီအချိန်မှာပဲရီရီပွဲရဲ့ရောက်လာပြီးအာမန်ဒာကီဘူကိုနမ်းနေတာမြင်ရတော့အသေးကွဲပြီးထွက်ပြေးသွားတယ်။ဒီအခြေအနေကိုအခွင့်ကောင်းယူပြီးကုလင်းကသူ့ခံစားချက်တွေ ထုတ်ဖော်ပြောပြတယ်။ရီရီကဂျေဇူးတင်ပေမဲ့သူ့ကိုတငယ်ချင်းထက် မပိုဘူးလို့ပြန် န်ပြောတယ်။အနိုင်ကျင့်သမားအုပ်စုကလည်းအာမန်ဒါနဲ့ကီဘိုရိုရဲ့အဖြစ်ကိုမြင်ပြီးဒေါသတကြီးထိုးကျကြပေမဲ့ကုလင်းကကြောက်နေတာကြောင့်ဝင်မတားနိုင်ခဲ့တဲ့အတွက်ကီဘိုခံလိုက်ရတယ်။နောက်တော့ကုလင်းဟာကီဘိုကိုအိမ်ပြန်ခေါ်ပြီးသူ့အဖွားနဲ့အတူဒဏ်ရာတွေကုသပေးတယ်။ကီဘိုနာကျင်နေတာကိုမြင်ရတဲ့အခါမှာကုလင်းဟာကြီးမားတဲ့အမားတစ်ခုလုံးမိသွားတယ်ဆိုတာသိလာတယ်။ နောက်နေ့မှာကီဘိုကကူလင်းကြိုက်နေတဲ့ဒန်နာရီလိုရှားပါတဲ့ကတ်တလတ်ကိုကူလင်းကိုပေးတယ်။အပြစ်ရှိတယ်လို့ခံစားရတဲ့ကူလင်းသူမခဲ့တဲ့အရာအလုံးကိုဝန်ခံပြောပြတယ်။ကီဘိုကလည်းသူ့ကိုချက်ချင်းအိမ်ကထွက်သွားဖို့ပြောလိုက်တယ်။တလားကြာမှအိမ်ပြန်လာတဲ့ကူလင်းကိုတွေ့ရတော့မိသားစုကဝမ်းသာကြပေမဲ့ကူလင်းကတော့မဝမ်းသာပါဘူး။ခန်းထဲမှာပိတ်ပြီးဘသူနဲ့မှမပြောဘူး။အဓိကကတော့သူ့အကောင်းဆုံးမိတ်ဆွေကိုလွမ်းနေတာအိမ်မှာတော့ကူလင်းရဲ့အခြေအနေကိုအမေဆိုးရိမ်နေတဲ့တညမှာသူ့စီလာပြီးမတည်တဲ့ ူငားလေးကိုပြန်ပေးတယ်အိမ်မှာပဲပညာဆက်တင်ခြင်းတင်လို့ရတယ်လို့လည်းပြောတယ်မိသားစုကသူ့ပျော်ရွှင်တာကိုပဲမြင်ကျင်နေပြောပြီး ဘာလို့ချင်းလို့ချင်းလှုပ်ပေးမယ်လို့လဲဆိုတယ်။နောက်နေ့မနက်မှာရီရီစီသွားကအရာအလုံးကိုရှင်းပြပြီးကီဘိုကိုလည်းသွားတောင်းပန်ပါတယ်။ကီဘိုကလက်မခံခြင်းပေမဲ့ရီရီအကြောင်းမေးတဲ့အခါသူမကိုဘလောက်ချစ်ကြောင်းစပြောတယ်။ဖုန်းကနေတဆင့်ဒီစကားတွေအလုံးကိုရီရီနားထောင်နေတယ်ဆိုတာကုလင်းပြလိုက်တယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုပြန်ကောင်းပြီးနှစ်ယောက်စလုံးတငယ်ချင်းပြန်ဖြစ်သွားခဲ့တယ်။ရက်အနည်းငယ်ကြာမှာတော့အလုံးအတူတူပွဲတက်ကြပါတယ်။ကီဘိုရဲ့အဖော်ကရီရီ၊ကုလင်းရဲ့အဖော်ကအာမန်နာဖြစ်ပြီးမိန်းကလေးတစ်ယောက်ကကုလင်း ကိုအနည်းငယ်လောက်ပဲလာတယ်လို့ပြောတန်ကြားရပြီးသူ့ကိုစိတ်ဝင်စားသွားတယ်ဆိုလိုတာကဆက်ဆံရေးအစ်စ်တစ်ခုရဲ့စပေါ့